ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတို့မြစ်တီကိုပါ။ကိုရီးယားခွင့်ပြန်လုပ်သားများထုတ်ခေါက်ဝင်စီရင်ပါမှာပြန်လည်ထုတ်ခွာရမယ့်သတင်း။ပြည်ရန်ငါးတမနှစ်ရှိငလင်လုတော်လဲတိကိမမရှိခဲ့တဲ့သတင်း။မိသားစုဝင်များအတွက်လူစုကားဝင်၄၀ဦးကိုအစိတ်ခတ်ကလက်စားရှိလိုက်တဲ့သတင်း။ ရော်နယ်ဒိုကမ္ဘာဝင်ွယ်ကောင်းဆုံးအဂရသမားဆက်ဖြစ်နေတဲ့တင်ပါဝင်အစရှိတဲ့ပြည်နှင်းပြည်ပါစစ်ဝင်စားဖွဲ့တင်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ကိုရီးယားခွင့်ပြန်လှုပ်တာများထောက်ခံဝင်စီးရင်ပါမှာပြန်ထောက်ခွာမယ်လို့သိရပါတယ်ဒီတင်တွေကိုတော့မြန်တူတူကပေးပို့လာပါပါ ကိုရီးယားနိုင်ငံကိုအလုသွားလုပ်ပြီးခွင့်နဲ့ပြန်လာတဲ့မြန်မာအလုသမားတွေအနေနဲ့ပြန်လည်ထွက်ခွာခွင့်ကိုအလုသမားဝန်ကြီးဌာနကနေကြေညာပြီးမယ်ထွက်ခွာခွင့်အမြင့်စင်းပါဝင်မှသာကိုရီးယားကိုပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့သိရပါတယ်ကိုရီးယားနိုင်ငံကနေမြန်မာပြည်ကိုခွင့်နဲ့ပြန်အောင်လာပါကအစိုးရပြည်ပအလုကန်အေဂျင်စီထံကိုမပြတ်မကွာတင်ပြပို့ရမှာဖြစ်ပြီးပြန်လည်ထွက်ခွာရမယ်နေရက်ကိုတော့စိတ်မကင်းနေရှင်ရဲ့ Telegram Channel ကနေကြေညာပြီးမှဖြစ်ကြောင်းကြေညာမှုမှာနာမည်ပါဝင်မှသာပြန်လည်ထွက်ခွာခွင့်ရမှာဖြစ်တယ်လို့သိရပါတယ် ကိုရီးယားကိုမြန်မာလုံသားစီလိုမှုကအစိုးရပြည်ပါလောကအင်ဂစီကနေကြီးစင်ဆောင်ရွက်နေရဖြစ်ပြီးတောင်ရအောင်လုပ်ကင်ကြတဲ့အမျိုးသားအများစုကအသက်16နှစ်ကနေ35နှစ်ကြာရွယ်တွေများရလို့သိရပါတယ်။ဒါကြောင့်ပြည်ပရမြန်မာလုံသားတွေအနေနဲ့အသက်ကသက်ဆက်ကြုံဝင်သူတွေမှာအလုံးမခွင့်ရရှိပေမဲ့လည်းမြန်မာပြည်ကိုအလဲပြန်လာဖို့အတွက်ပြန်လာနိုင်ခြင်းမရှိဘဲဖြစ်နေကြရတယ်လို့သိရပါတယ်။ဝင်ကြီးဌာနကတော့အသက်16နှစ်ကနေ35နှစ်အတွင်းကိုအသက်ကသက်ဆက်ကြုံဝင်တဲ့အမျိုးသားတွေကိုပြည်ပထွက်ကအလုံး လုံးခွင့်ကတ်တဲ့ကြောင့်သာပြပလောက်ကန်အဂျီစီတွေထံကိုတရားဝင်သိပေးထားရလို့လည်းသိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာအတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပြင်အားငါးတသမားနှစ်မှရှိတဲ့ငွေလုံးတော့လေထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါဗျ။ ပြင်းအား9.2 Richter scale ရှိတဲ့အင်အားပြည့်ထန်နိုင်ငံလေးတစ်ခုဟာပြီးခဲ့တဲ့ပုံတော်ဦးလေးကတူရကီနိုင်ငံအလဲပိုင်းကိုဗဟိုပြုလောက်ခတ်ခဲ့ပေမဲ့တိုက်ခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ငလင်တန်ကိုတူရကီနိုင်ငံမြို့တော်အန်ကာရာပါဝင်တူရကီနိုင်ငံအလဲပိုင်းဒေသတွေမှာတိတိတတ်တာခန်းစားခဲ့ရပေမဲ့တိုက်ခိုက်ဆုံးရှုံးမှုမရှိခဲ့တာဖြစ်ပါတယ်။ အစာအုပ်တရိုးထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့အသေးစားထိခိုက်ဒဏ်ရာရရှိသူတရှိုးရှိခဲ့ပေမယ့်အသက်ဆုံးရှုံးနေသူမရှိခဲ့ဘူးလို့တူရကီနိုင်ငံတဘဝဘေးရနေရစီမံခန့်ခွဲမှုအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။တူရကီနိုင်ငံမှာပြီးခဲ့တဲ့လအတွင်းကလည်းပြင်အား6.4ဆင့်ရှိတဲ့အင်အားပြင့်ထန်တဲ့ငလင်ကြီးတစ်ခုလောက်ခတ်ခဲ့ပေမယ့်အသက်ဆုံးရှုံးသူမရှိခဲ့တဲ့ဒီထိခိုက်မှုတွေနေပါခဲ့ပါတယ်။ တူရကီနိုင်ငံဟာလည်းငင်းငင်းကြီးပြီးလှုပ်ခတ်မှုတန်ကိုကြုံတွေ့မှုတဲ့နိုင်ငံတကာနိုင်ငံဖြစ်တာကြောင့်အစအဦးတွေဆောက်လုပ်တဲ့နေရာမှာငလင်းတက်ခိုင်းနိုင်အောင်ဆောက်လုပ်ထားတာဖြစ်လို့တိခဲမှုနေပါတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ဒီသားစုဝင်များအတွက်လူစုကောင်းဝင်လေးစေကိုအစိုက်ခက်ကလက်စားရှိလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာပါဗျ။ အသက်ဆုံးရှုံးခဲ့ရတဲ့မိသားစုဝင်တွေအတွက်လူစုကားဝင်40ဦးကိုအမျိုးသမီးတအုပ်က စားစာရီထဲမှာစိတ်ခတ်ပြီးလက်စားရှိမှုတရဟေတီနိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။လက်စားရှိခဲ့တဲ့အမျိုးသမီးဟာဟေတီနိုင်ငံမျိုးတော်ပိုဒီပရစ်မှာဟေတီရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ပါတစီအောင်ရှာသူတအုပ်ဖြစ်ပါတယ်။သူမဟာသူမရဲ့မိသားစုဝင်တချို့ကိုအသက်ဆုံးရှုံးအောင်လုပ်ဆောင်ခဲ့တဲ့လူစုကားဝင်တွေကို သူမဆိုင်ကိုပုံမှန်လာရဝယ်ယူစားသုံးနေတာကိုယုံကြည်မှုပေါ်ရအောင်လုပ်ဆောင်ပြီးတော့လက်စားရှိခဲ့တာဖြစ်ပါတယ်။ ်ဗင်ဆန်တို့အမိရတဲ့လူစုကားဝင်တွေကိုသူမရဲ့အင်းကြီးချင်းတအုပ်ရဲ့မွေးနေ့အလူဆိုပြီးအစိတ်ခက်ထားတဲ့စာစာတွေကိုလက်ဆောင်ပေးပြီးတော့လက်စားရှိခဲ့တာဖြစ်ပါတယ်အစိုက်ခတ်ထားတဲ့စာစာတွေကိုစာသုံးပြီးနောက်မှာအသက်ဆုံးရှုံးခဲ့ရတဲ့လူစုကားဝင်40ဦးဟာဖယောင်အောင်နာအောင်ရနာရဖြစ်ပြီးစေကူတာမမလုံဆောင်နိုင်မဲနဲ့အသက်ဆုံးရှုံးခဲ့ရဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်အားသာတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဒေါ်နေတို့ကပဝင်ငွေအများဆုံးအားသာသမားဆက်ဖြစ်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြအောင်ပါပြပိုလာပါဗျ။ အင်နာစာတိုက်စင်မူရော်နယ်ဒိုဟာကမ္ဘာပေါ်မှာဝင်ငွေကောင်းသောအောက်သတမအပြင်ဆက်လက်ရည်တည်နေရလို့သိရပါဗျ။ Forbes Magazine ကထုတ်ပြန်ခဲ့တဲ့2024ခုနှစ်အတွက်ကမ္ဘာဝင်ငွေကောင်းသောအောက်သတမတွေစီးရင်မှာရော်နယ်ဒိုဟာ၃နှစ်စတိုင်နံပါတ်၁နေရာမှာရည်တည်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကရော်နယ်ဒိုရရှိခဲ့တဲ့တနစ်တာဝင်ငွေဟာအမေရိကန်ဒေါ်လာ295တန်ရှိခဲ့ပြီး2023ခုနှစ်ကရရှိခဲ့တဲ့ဝင်ငွေထက် အမေရိကန်ဒေါ်လာ150ကျော်ပိုခဲ့တယ်လို့သိရပါဗျ။ ရော်နယ်ဒိုကသူရရှိခဲ့တဲ့ဝင်ငွေတွေရဲ့ရာခိုင်နှုန်း80ကျော်ကိုအနာစာသိန်းစီကနေလာစာပြရရှိခဲ့တဲ့ဝင်ငွေဖြစ်ပြီးစံတဲ့ဝင်ငွေတွေကိုတော့ကြံ့ကြံ့ရိုက်ကူရနဲ့တခြားလုပ်ငန်းတွေကနေရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရော်နယ်ဒိုကလက်ရှိအချိန်မှာကမ္ဘာ့အရှမ်းသာဆုံးဘောလုံးသမားအဖြစ်ရည်တည်နေရသူဖြစ်တယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေကသတင်းတွေပဲဖြစ်ပါတယ်။ဒီလိုအပကြားပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။ thank you